အလုတ်အောင်မြင်အောင်လှုပ်ရတာတမျိုးဒီအလုတ်သမားတွေအတွက်ကိုခေါင်းကိုက်ခေါင်းခဲနေရတာတမျိုးဆိုတာကကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့ဒီနီးခေါင်းလေးကိုသုံးပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများလက်အောင်ငယ်သားကိုပေါ်လက်သစာရှိမြဲစေသားဆိုတဲ့နီးခေါင်းလေးတစ်ခုကိုမျှဝေပေးလိုက်ရပါမယ်။ ရွေစကားအစီအစဉ်ကြည့်ရှုနေတဲ့မိတ်ဆွေများခொနည်းရဲ့သားသမီးများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပရမနှုတ်ခွန်းဆက်သလိုက်ရပါတယ်ဗျာဒီနေ့ကျွန်တော်မျှဝေပေးခြင်းနဲ့ရေရရနီးကောင်းလေးတစ်ခုကတော့လက်အောင်ငယ်သားမြဲစီတာပေါ့လက်အောင်ငယ်သားဆိုတာကနေရာတိုင်းနေရာတိုင်းစိုက်ဆုံးဟလာအလုတ်ဆုံးမှာရှိတဲ့လက်အောင်ငယ်သားတွေတချို့ဆိုရင်ပိုင်ရှင်ကိုယ်တိုင်ဟလာမန်နေဂျာကိုယ်တိုင်ကနေပြီးတော့သူ့ကို လာလွှဲထားရတာမျိုးသူရှိမှဖြစ်မှာမျိုးတွေနောက်တစ်ခုကိုကဆိုင်မာကဟလာအယောင်းနေကြာနေတယ်ဟလာကိုပစ္စည်းတွေကအယံကိုတွက်နေတဲ့အချိန်မှာအလုတ်သမားတွေမရှိလို့ရှင်မနိုင်မနှင်းဖယိုဖွေရည်တွေဖြစ်ပြီးတော့စိတ်ညစ်เสียအင်မတန်ကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့အဲဒါကြောင့်ကိုရဲ့ဆိုင်မာရှိတဲ့ကိုရဲ့အလုတ်မှာရှိတဲ့အလုတ်သမားတွေကိုပေါ်လဲတစ္ဆာရှိရမယ်နောက်ပြီးတော့အဲ့ဒီအလုတ်သမားတွေကလည်း ို့အလုံးမှာအမြဲတမ်းမြဲနေရမယ်ပျော်ရွှင်နေရမယ်ဒါဆိုရင်ကျွန်တော်တို့အလုံးလုပ်ကြတဲ့အခါမှာ စိတ်ချမ်းသာမှုတွေရရှိမှာဖြစ်ပါတယ်ဟိုကအလုံးအောင်မြင်အောင်လောက်ရတာတစ်မျိုးဒီအလုံးသမားတွေအတွက်ကိုခေါင်းကိုက်ခေါင်းခဲနေရတာတစ်မျိုးဆိုတာကကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့ဒီနီးခေါင်းလေးကိုသုံးပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများလက်အောင်ငယ်သားကိုပေါ်လက်သစားရှိမြဲစေသားဆိုတဲ့နီးခေါင်းလေးတစ်ခုကိုမျှဝေပေးလိုက်ရပါတယ်လောက်မဲ့နီးလေးကအမတန်လွယ်ပါတယ် ခွေးရုပ်လေးတရုပ်နည်းနည်းခက်ရွယ်ရွယ်ပေါ့သေးသေးလေးတော့မလုံးနဲ့ခက်ရွယ်ရွယ်အကြီးလည်းမလုံးနဲ့အဲ့ဒီခွေးရုပ်လေးတရုပ်ကိုဆောင်ယူထားပါ ပြီးရင်စာရွက်နဲ့ကိုမြဲဂျင်နဲ့လက်အောင်ငယ်သားရဲ့နာမည်ကြီးပါတယောက်ဆိုရင်တယောက်နှစ်ယောက်ဆိုနှစ်ယောက် तू ကဒီလုပ်ငန်းမှာ तू မရှိလို့ပဲဖြစ်လို့ तू ကလည်းထွက်မယ်ထွက်မယ်ထွက်မယ်ဆိုတော့တကယ်ကလုံနေလို့ရှင်အဲ့လိုမျိုးဆိုရင်ရေးထားပါအဲ့လိုစက်ကူမှာနာမည်လေးရေးပြီးလို့ရှင် အဲ့ဒီဇက်ကူလေးကိုချပြီးတော့အဲ့ခွေးရုပ်ကလေးနဲ့ဖိထားခြင်းအပြင်သူဒီဒီအလုံးမှာပျော်ရွှင်ပြီးတော့မြဲမြံစွာတစ္ဆာရှိစွာလှုပ်လာပါလိုက်မယ်ဒါကြောင့်မလို့လက်အောင်ငယ်သားအတွက်ခေါင်းကိန်နေရတဲ့ခေါင်းခဲနေရတဲ့အလုံးရှင်တွေကျွန်တော်ညီကူမောင်နှမတွေခုနှစ်ရသားသမီးတွေဒီနီကောင်းလေးကိုအသုံးချပြီးတော့အကျိုးရှိကြပါစေလို့ကျွန်တော်ဒီကနေ့မျှဝေပေးလိုက်ရပါတယ် ြည့်ရှုပြီးတော့လည်းလိုက်လို့ပြီးတော့အကျိုးထူကြပါစေလို့ဆုတောင်းမြတ်တာလှိုက်လှဲလဲလဲပို့တာပေးလိုက်ရပါတယ်ခင်ဗျာ